အောက်သောကောင်းသိန်ကုန်တို့နိုင်ပုံရှင်းစေမတူပေသာကြက်တရေအပေါင်းစုအောင်သိမ်းမြော်ရလည်းဖြစ်တော်မူထသောဗုဒ္ဓသာသစ္စာညေယဟူသမျှကိုမြူစမကြမ်းသဗ္ဗညံဖြင့်အမှန်တည်မြင်ဘုရားရှင်ကိုရောမြတ်ကြည်သာလယံဇယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိတ်ညံအောင်ပွဲတော်ခံယူခြင်းပေသည် ပါပိမတော်ယုံမှဉာဏ်ဉာဏ်ပညာကံ၍အန္တာစင်စေဧကံဖြစ်သောမာရသာသာဘောဓိမကైပလင်မြိုက်ကိုသိမ့်ပိုက်ယူမည်စေတီချီ၍ရှစ်တီငိမ့်ညောင်းမည်ဖြင့်စောင်းမြချိန်မောင်းတိုင်ခိုင်လာသောမန္တသာဤကံ ပရဇယောဘုံရှိန်ကိုကြောက်တက်ကိုခောက်၍နောက်တော့ပြန်ကြုတ်ရန်စမြုပ်ကို မတုံနိုင်ပဲဘုံမုံလဲ၍စေပွဲချုံနေခြင်းပါပေသည်ဣတိဣတို့တရထောမနကိုအောင်မြင်သည့်နေ၌ဗောဓိမန္နေသဗ္ဗညုညာယင်တံကြည်ယာအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဓိတာနှင့်တဲ့အာယံရှင်လံဝံမြောက်ကြကုန်သော गना သောစัจ java လရှိကြကုန်သောနတ်အပေါင်းတို့သည်မဟေသိန်းသောတိလခဏစသည်ကျေစုကဝံထုကိုရှိမှုရှာမိလေးချက်တော်မူပြီးတော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဇယံကောင်းတင်ချိန်ညာအောင်မွဲတံကိုဩဃသယုံသက္ကဝအတိုင်းတောင်းလုံးခိုက်အောင်ကျူးရိုက်ထွေးငော်ကြွေးကြော်တော်မူကြလေကုန်မြည်တကား ဇယောဟိဗုဒ္ဓံတတိရိမတောအယံမာရသသပါပိမတောပရာဇယောဩဃောတယုံဘောဓိမန္တေပမောဓိတာဇယံတတာပြမ္မကနာပိမဟေတိနောအယံအတ္တမရှိကမံမိလေသရှိကဲ့သွင်းဤမည်ဖြင့်ကောင်းကင်ယာဤကျူဤအောင်မြင်မှုအထူးဒီကား တိရိမတော်သက္ကဝလာဤလောကဝယ်ရှိသည်မြတ်ဥတ္တံကောင်းသိငုံတို့နိုင်ပုံရှင်စေမတုဝေဒကြက်သေးတော်အပေါင်းစုအောင်ကိမ့်ပြောရလဲဖြစ်တော်မူပါပေထသောဗုဒ္ဓသာဟိသစ္စာညေယဟူသည်မြတ်ကိုမြူဇမကြံသဗ္ဗညံဖြင့်အမှန်သိမြင်ဘုရားရှင်ကိုရောမြတ်ကြည်တာလျင်ဇေယောလူမင်းနမင်းမြမမင်းတို့ကောင်းတင်ချိန်ညာအောင်ဝဲတော်ခံယူခြင်းပေသည် ပါပိမတောယုံမှဉာဏ်ပညာကံ၍အန္တဆင်စေဧကံဖြစ်သောမာရသာသာဘောဓိမဂိုင်ပလင်မြတ်ကိုသိမ့်ပိုက်ယူမည်စေကြည်ချီ၍ရှိတိငိမ့်ညောင်းမည်ဖြင့်သောမြတ်ချိန်မောင်းတိုင်ခိုင်းလာသောမာနတဤကပရာဇယောဘုံရှိန်ကိုကြောက်တကူခောက်ရနောက်တော့ပြန်ကြုတ်ရန်သမြုပ်ကို မတုံနိုင်ပဲဘုံမုံလည်း၍စေပွဲရှုံးနေခြင်းပါပေသည် ဣတိဣသောတရထောမာနမင်းကိုအောင်မြင်သည့်နေ၌ဗောဓိမန္နေသဗ္ဗညံသဗ္ဗညုညံယင်တံကြည်ယအပရာဇိတဌာနအောင်ခံပလင်နာ၌ပမောဓိတာနှင့်အာယံရှင်လံဝမ်းမြောက်ကြကုန်သောပြံမကနာပိပြမမင်းအပေါင်းတို့သည်လီမဟိတိနောတိလခဏသတိကျေစုကဝန္ထုကိုရှင်းဖို့ရှာမိလေးချက်တော်မူ၏တော်မြတ်စွာဘုရား၏ ဇယံကောင်းတင်ချိန်ညာအောင်ဝဲတံကိုဩဘောတယုံသက္ကဝတိုင်းတောင်းလုံးခိုင်အောင်ကျူးရိုက်ထွေးငောကျွေးကြော်တော်မူကြလေကုန်မိတကားဘုန်းကြီးယခုရွတ်သွားတာဂါထာ၄ဂါထာအဲ့ဒီ၄ဂါထာဘုန်းကြီးတို့ဘာသာရေးအခမ်းအနားတွေမှာလေ ဘုရားထိတင်ပွဲတို့ဘုရားအုံမြချပွဲတို့ပနဲ့ရိုက်ပွဲတို့ဆိုလို့ရှိရင်ဟောဒီဂါထာ၄ဂါထာကိုရွတ်ပြီးတော့မှပနဲ့ရိုက်ကြတယ်အုံမြချကြတယ်ထိတော်တင်ကြတယ်ဘာဖြစ်လို့တော့လဲမြတ်စွာဘုရားရှင်ကိုရောမြတ်ဘုရားဖြစ်တော်မူလို့ဘုရားဖြစ်ခံနေပေါ့လေမန္တမင်းကိုလာပြီးတော့နှောက်ရက်တဲ့နှောက်ရက်ကိုတိုက်ခိုက်အောင်မြင်လို့ နဂါမင်းနေဂလုံးမင်းနေနမင်းနေဗြဟ္မာမင်းနေအဲ့ဒီမင်းလေးပါလာရောက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကိုဒီကာထာတော်ဒီနဲ့လာပြီးတော့ပူဇော်ကြတာဒါကြောင့်မလို့အောင်မြင်ခြင်းအခမ်းအနားကိစ္စတစ်ခုလုပ်ငန်းတစ်ခုကို အောင်မြင်ဖို့လို့ဆိုရင်အဲ့ဒီယခုဘုန်းကြီးရွတ်သွားတဲ့ဒီကာထာလေးပုဒ်ကို ဘာသာရေးအခမ်းအနားတွေမှာရွတ်ပြီးတော့အဲ့ဒါဘုန်းကြီးတို့ဘာသာရေးအခမ်းအနားတွေမှာဒါရွတ်တဲ့ကာထာကြီး၄ခုဖြစ်ပါတယ်လို့ဒါကြောင့်ဘုန်းကြီးဒီကာထာကြီး၄ခုကိုပြည့်ပြည့်စုံအခုရွတ်လိုက်တာကိုင်ပရိသတ်ရဲ့အဲ့ဒီနေဝင်ကန်ဒီမှာမာနယံကို အောင်မြင်တယ်ညေဦးယံမှာပုဗ္ဗေနိဝါသနှုတ်တိညံကိုရရှိတော်မူတဲ့တန်ကောင်းယံမှာပရိသတ်တွေဒိဗ္ဗစကုညံကိုရရှိတော်မူတဲ့ မောသောယမအသွဲခရညံကိုရလို့နာနဲ့အာယုံကျင်လင်းသည်နဲ့တပြိုင်နဲ့ထဲဘုရားရှင်အဖြစ်တို့ရောက်တော်မူလိမ့်မယ်သာတိပုဒ္ဒရာလို့ဘဂဝါဘုရား၆ဆူအောင်လန်သူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်း အေရှိရှိကပွင့်တော်မူသားတဲ့ဖရာတွေနီတူပဲပေတတေပုတိအာလို့ခေါ်တဲ့ဘုဝေနိဝတ္တနုတ္တိညံရဲ့ဒိဗ္ဗစကုညံရဲ့အသွဲခယညံရဲ့အဲ့ဒီညံတွေကိုရပြီးတော့မနဲ့အာယုတ်တည်နေတဲ့ကြိုင်နေတဲ့ဖရာဖြစ်လိမ့်မယ်ဖရာဖြစ်ဖြစ်ချင်းအနေကသတိတန်တာရံတဏဝိဒ္ဓနိဗ္ဗိတံ သာဂရကဝိသံတောဒုက္ခသတိပုဏ္ဏပုဏ္ဏကဂရကတိတောတိပုဏ္ဏကေဟနကဟတိသဗ္ဗတိဘသူကပကကာကုတဝိသင်္ကတံဝိသင်္ကာရကတံစေတံတဏနံခယမြစ္စကာတဲ့အနေကစားတင်အဲ့ဒီခန္ဓာကြီးကိုအဲ့ဒီဘောဓိပင်ခံတော်ပင်ကြီးအောက်မှာ ဲ့ဒါဘုရားလောင်းတော်ကျူးရင်ပဲအဲ့ဒီကံတော်ပင်ကြီးရဲ့အနာမှာပဲရှေ့ဘုရားကဲ့သို့9ရက်9လီ49ရက်အဲ့ဒါကိုတတ္တာတတ္တာဟသံတော်မူတယ်လို့ဒီလိုပြောပါတယ် ခန္ဓာခန္ဓာနီးလေးစနဲ့ကိုယ့်ရဲ့တတ္တတတ္တဆံတော်မူပြီးတဲ့နောက်မှာတဟံပတိမြမမင်းကြီးလာရောက်တောင်းပန်လို့ဧတတေယေဣတိပတနာမိဂရာဟုတောကိုကြွလို့ဓမ္မစကြာတရားဟောတော်မူတယ်တဲ့ဘာတရားဟောလဲဓမ္မစကြာတရားဟောကဲရှင်ဖရာတွေလည်းဒီလိုပဲလုပ်သွားတာပါ ဣတိပရဏနာမကေမိဂရာယေသံပတိနာမကေနမဟာဗျံမေနယာစီတောတံပတိပြမမင်းကြီးလာရောက်တောင်းမနဲ့တွဲကြောင်းမို့လို့အရိမေတေယဘုရားရှင်ကိုရောမြတ်ဟာဣတိပတနာမိဂရာဝုံတောရကုံတို့ကြွားပြီးတော့ဓမ္မစကြတရားကိုဟောတယ် မိဂရာဟောကြွားတော်မူတဲ့လမ်းတလျှောက်မှာဘုရားရှင်ရဲ့ခြေတော်ဆုံးချမ်းလိုက်တိုင်းချမ်းလိုက်တိုင်းအတောင်30ရှိတဲ့ကြာပွင့်ကြီးတွေ25တောင်ရှိတဲ့ကြာပွင့်ငယ်တွေဟာမြေကြီးတဲကနေပြီးတော့ထွက်ပေါ်လာလိမ့်မယ်သာရိပုတ္တရာဘုန်းကြီးတို့ခေါ်ရမဘုရားနဲ့ကွာခြားချက်တွေအများကြီးရှိတယ်ရိမတိယဘုရားဟာတောထွက်လာတော့လဲအုံနဲ့သင်းနဲ့အပေါင်းသင်းတွေအကုန်လုံးပါလာတယ်အေးဘုရားဖြစ်တော်မူပြီးတော့ဣတိပရဏမိဂရာဟောတော်ကို တရားဟောကြားမယ်ဆိုတော့လည်းပဲဘေးသာတည်းရေအတောင်30ရှိတဲ့ဂျာဝင်းကြီးတွေ25000ရှိတဲ့ဂျာဝင်းငယ်တွေဟာမြေကြီးတွေကနေပေါ်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 လာပြီးတော့အဲ့ဒီအရိမတရားများစွာဘုရားရဲ့ခြေပေါ်အောက်ကနေခံပေးလိုက်မယ်တဲ့ဒုက္ကရစရိယာကျင့်တာ6ရယ်မနေ့ကပဲကျင့်ရတယ်ကဲဘုန်းကြီးတို့ဂေါရမများစွာဘုရားက6နှစ်ဘယ်လောက်ကျင့်လဲ6နှစ် ဥရဝေလတော်ဝမြိုင်ခွင်ခြောင်းနေပါလုံးကျင့်သုံးအရှင်အာဂုခလို့ညွန်းညွန်းညင်ပင်မရေဝကြွေပေကြောင့်ထင်ကတ္တဝဘယထင်ရှားဝင်သောသောတိပါဠနာမအကျော်ပုံနှံမှန်တဲ့နှုတ်မြအာဘောဝစီပြင်းရှင်ရင်ဝိပတောတို့ပွင့်တော်မူသွားတဲ့ဘောဓမဘုရားကဝတ်လိုက်တာဝတ်လိုက်လို့ဘေးသားရဲ့6နှစ်ကျင့်ရတာဘယ်နဲ့နေ ဩအရိမတေယဘုရားကြတော့ဘာဝတ်တော်မှမပါမပါတဲ့အတွက်ကြောင့်မလို့6ရံဖဲဒုက္ခရစရိယကိုကျင့်တော်မူလိုက်ရတာဘုရားဖြစ်တော်မူတယ်ဘုရားဖြစ်တော်မူပြီးတော့အဲ့ဒီမှာမနယံအောင်မြင်ပုဗ္ဗေနိဗ္ဗာသနုသေဝသကုအဘိညာဒါတွေအကုန်လုံးအစတိုင်းနေရပြီးတော့၄၉ရဲ့တတ္တတ္တဟ9ရဲ့9လီစံတော်မူ ခွန်ရခွန်လေးဇာနာမူပြီးတော့တဟံပတိမြမမင်းကြီးလာရောက်တောင်းမလို့ဘုရားရှင်ကိုရောမြတ်တိဣတိပဒနာမိဂရံကိုကြွလို့ဓမ္မစကြတရားဟောလိုက်မဲ့စေတသာတိပုတ္တရာလို့ဘဂဝါဘုရောကြောင့်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝဇာကရုဏာရှိသာမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်း ဓမ္မစကဘောဝတနာသုတ်တံတရားဣတိပတနာမိဂတာဝံတော်မှာခေါ်တော်မူတော့အဲ့ဒီဓမ္မသဘင်တရားပွဲမှာလူပရိသတ်ကဘလောက်ရှိတုံးဆိုလို့ရှိရင်16ယူဇနာတဲ့တယူဇနာကို3မိုင်နဲ့တွဲကြည့်လိုက်ရင်208မိုင်ရှိတယ်208မိုင်ရှိတော့လူအုပ်ကြီး အရေးအတွက်ကတော့တွက်ကိုတွက်မနေနဲ့တော့မိုင်ပေါင်း200နဲ့8မိုင်ရှိတော့အရှိရှိတဲ့မိုင်ပေါင်း200 8မိုင်ရှိတဲ့အရှိရှိတဲ့နေရာမှာလူတွေထိုင်နေတာအပြည့်ပဲတဲ့အဲ့ဒီ16ဥစ္စာရှိတဲ့အရာကလူတွေနေတဲ့အရာလူပရိသတ်နေရာယူထားတာနတ်တွေမြမာတွေကစัจ java လာတိုက် အပြည့်တရားနာနေတာ ပါတရားတော်ဆိုတော့အဲ့ဒီဓမ္မစကြာတရားပဲတွေးမေဘိခွေအန္တာပပစီဒေနာနသေဝီတဘကတမေတွေရောစာယံကာမေတုဒါကြောင့်ဘုရားတို့ပိဋကတ်များဒီဓမ္မစကြာတရားဟာနော်အလွတ်ရနိုင်တဲ့ပုဂ္ဂိုလ်တွေအလွတ်ကျထားကြအလွတ်မရနိုင်တဲ့ပုဂ္ဂိုလ်တွေကြီးပြီးတော့မြတ်စွာဘုရားကို နေတိုင်းနေတိုင်းပူဇော်ပြီး ဒါမှမဟုတ်ရင်လည်းပဲနေတိုင်းမပူဇော်နိုင်တာတော့မှကိုမွေးနေလေးရောက်တဲ့အခါမှာဒီနမဲဆက်ကြံတရားကိုစာအုပ်ကလေးရှင်းချပြီးတော့မြတ်စွာဘုရားကိုမကြမကြပူဇော်ပြီးဘာဖြစ်လို့တုံးဆိုတော့ဒီဓမ္မဆက်ကြံဆိုတာအအူဆုံးတရားဘုရားတိုင်းဘုရားတိုင်းလည်းပဲဒီတရားကိုဟောတော်မူကြမှာဖြစ်ပါတယ်နောက်ဘက်တော်မူမဲ့အရိမတေးရမြတ်စွာဘုရားလည်းဒီဓမ္မဆက်ကြံတရားပဲဟောမှာအဲ့တော့ကိုကဒီ ဘုရားမပွင့်ခင်တည်းကဒီဓမ္မဆက်ကြကိုနှုတ်တဲ့ရထားတဲ့အခါကျတော့အရိမတေယျာမြတ်စွာဘုရားပွင့်တော်မူတဲ့အချိန်သခုံဥဒ္ဓပါတိညာဏဥဒ္ဓပါတိပညာဥဒ္ဓပါတိအလောကဥဒ္ဓပါတိမြတ်စွာဘုရားကနှုတ်တော်ကအဲ့ဒီလိုပါဠိတော်ညွတ်လိုက်တာနဲ့ဒီပါဠိဟာငါရဘူးတယ်ဘယ်တော့ကလဲခေါရမမြတ်စွာဘုရားသာသနာတော်နောက်ပိုင်းမှာဒီပါဠိတော်ကကျမှတ်ဘူးတယ် ဘုရားကိုရွတ်ဖတ်ပူဇော်ဘူးတယ်ပါရမီမျိုးစေ့ဆိုတာဒါပြောတာမေးတာဘုရားခေါ်လိုက်တာကိုဒီဆက်ခုဥဒ္ဓပါတိဆိုတဲ့ပါဠိကိုအခုမှကြားဘူးတာမဟုတ်ဘူးငါကြားခဲ့ဘူးတဲ့ဆိုတဲ့ဒီမိမိအခုရွတ်ခဲ့တဲ့ပါရမီကုသိုလ်ကအဲ့ဒီမှာနှိုးဆော်ပေးတာနဲ့အဲ့ဒီချိန်မှာတရားတွေကိုညံဆိုင်လိုက်တာနဲ့ညာနာဖြစ်သွားနိုင်တယ် ए, एरी दमासे का बोवा देना दो डां दया गो बोनी तो अरे में दया म्यांसवा खोरे कमाले दया वाले सोले सोंगो लुपरेता का गरीता ते ना भी हमारे परेता का गरीता ते चोटा हुए जाले में तारी बोटरा गरीबों तत्त्वीं सुरत्व तो चीज़ हम जीता है लुबोवाने गरीता ते लुरे गरीता ते ना भी हमारे गरीता ते चोटा हुए जाले में နောက်တခါဘုရားရှင်ကိုရမြကခြေသားသာရိဘုဒ္ဓရာအရိမတိယမြတ်စွာဘုရားက အလုံးအလုံးကိုတကောချီမာတော်မူတယ်မိဂရာဝုမဓမ္မဆက်ကြတရားဟောတော်မူပြီးတဲ့ချိန်ကစပြီးတော့လူလဲကြိုင်နာတာမဟုတ်ဘူးတဲ့နတ်လဲကြိုင်နာတာမဟုတ်ဘူးတဲ့မီးလဲမလောင်ဘူးတဲ့မိုးလဲမဆူဘူးတဲ့မြို့မောင်အမိုက်တရိုက်တွေလဲမတင်တဲ့ ရွှေပန်းဆိုင်ငွေပန်းဆိုင်တန်တာပန်းဆိုင်ပလဲပန်းဆိုင်တွေနဲ့တန်းစာဆင်ထားတဲ့ယရနာခုနှစ်ပါးနဲ့ပြည့်စုံပြီးတော့၁၂နှယူဇနာရှိတဲ့ပိဋကမျက်နှာချက်ဟာပရိနိဗ္ဗာန်စံတဲ့နေတိအောင်ကိုကောင်းကင်ယံကနေမိုးကာပြီးတော့လိုက်ပါနေလိမ့်မယ်တဲ့ပိဋကလို့ဘုန်းကြီးတို့စာပေများခေါ်ပါတယ်ဒီနေ့ခေါ်တော့မျက်နှာချက်လို့ခေါ်တယ် အခုဘုန်းကြီးတို့ကြောင်းနေမှာမျက်နှာကျဲမျက်နှာကျဲဆိုတာကကြောက်ပြားကိုကတ်ထားတာအပူတံကိုကာခွဲတာမျက်နှာကျဲကြောက်ပြားမျက်နှာကျဲကြောက်ပြားခေါင်းပေါ်မှာနေတာအဲ့ဒါမိဂရာဝန်တော်ထဲမှာဓမ္မဆက်ကြတရားဟောလို့ပြီးလဲပြီးရောဘယ်သူမှလည်းကြိုင်မထားရဘူးတဲ့လူလည်းမကြိုင်နာလည်းမကြိုင်မီးလည်းမလောင်မိုးလည်းမဆိုးမိုးတွေဘလောက်ရရအဲ့ဒီဘိဓာမျက်နှာကျဲကြီးကိုမိုးမဆိုးဘူးတဲ့ လေတွေဘလောက်တိုက်တိုက်မြူတွေမုံတွေဘလောက်ပဲထနေပါစေအဲ့ဒီဗိဒံမျက်နှာကျက်ကြီးကို